ဝတ်တစ်ခုရလာတဲ့အခါမှာလောကမှာအစင်ပြေတာ၄ခုနဲ့အစင်မပြေတာ၄ခုလို့အကြံဉာဏ်အပြင်ပြောရအောင်အများလူတွေသိနေတဲ့လောကဒံ၈ပါးလောကဒံလို့ဆိုတဲ့စကားလုံးကလောကဓမ္မဆိုတဲ့ပါဠိစကားကိုခေါ်တာလောကဆိုတာလူသားတွေတတ္တဝါတွေ ထိုတတ္တဝါတွေလောကမှာရှိနေကြတဲ့တတ္တဝါတွေကြုံတွေ့ရမဲ့သဘာဝတရားတွေလို့ဒီလိုဆုံးလို့တယ်။ဟိုဓာန်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကဓာန်မျိုးမဟုတ်ဘူး။ဓာန်ဆိုတာသဘာဝကိုပြောတာဒီနေရာမှာ။လောကဓမ္မလောကရဲ့သဘာဝ။အဲ့ဒီလောကရဲ့သဘာဝကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်လူတွေရဲ့တဏ္ဍာမှာရှိတယ်။ ြင်မကအခက်ခဲတွေကိုစိတ်အားနှိမ့်ချနေလို့မကြော်လွှမ်းနိုင်ဘူးဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာလောကရန်နဲ့ပဲလဲသွားနိုင်တယ်ပေါ့ကြီးပွားတိုးတက်မှုဘဝကိုအလှဆင်ဖို့မစွမ်းနိုင်လို့ဘဝမှာအယုတ်ဆိုးအကြီးတန်းပြီးတော့လက်မြောက်လို့အရှုံးပေးရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်အဲ့ဒီပြင်မကလာတဲ့ အခက်ခဲတွေကိုအတွင်းအားနဲ့ချော်ဖြတ်ရအောင်အတွင်းအားနဲ့ချော်ဖြတ်ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံလျက်လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူး အလုံးကြောက်ကြတဲ့အတိုင်းလောကရန်ဆိုတာမြောင်များစွာရှိနိုင်တော့လဲဒီနေရာမှာအထက်လောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးမြောင်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဟောဒီကနေ့တစ်ကဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ် လာဘဆိုတာရှိကြလို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာ လောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရင်းရိုင်ပြီးတော့သွားရတယ်အဲ့ဒါမကြန့်ခိုင်လို့ရင်းရိုင်လာလောကရန်ကိုဥပမာပေးတယ်မုံတိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုံတိုင်းလို့ပြောကြတယ်စဉ်းစားကြည့်လေတနာဤပိုင်း90ပိုင်း60ပိုင်း120တိုက်တဲ့မုံတိုင်းနေဖြစ်ပေါ်လာတယ် ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအားနည်းတဲ့တစ်ပင်နေအမြစ်ပါထောင်လဲသွားတိုးတော့အဲ့ဒီမုံတိုင်းဓာမျိုးဘလောက်ပဲတိုက်တိုက်လဲပြုံမသွားတာကတော့တောင်ကြီးတွေပဲ။ အဲ့တော့ပြင်းထန်တဲ့မုံတိုင်းရှိရတဲ့တဲ့တိပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုံကိုယ်တွေလောကရံနဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်။တောင်ကြီးလိုခိုင်မာတယ်။တချို့ပုံကိုယ်တွေကတစ်ပင်လိုရင်းໃຫယ်နေတယ်။လောကရန်ချင်းတုံကြုံတွေ့တာချင်းတူတူပဲလောကရန်မုံတိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲသို့တော့အတွင်းအစ္စတစိတ်ဆွမ်းအားအတိညာဆွမ်းအား ਨੇ ပြီဆိုလို့ရှင်ရင်းໃຫယ်ပြီးတော့ နေရတဲ့တစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့တစ်ပင်သို့မဟုတ်အကိုင်းတွေပါတွေကျွတ်ပဲ့သွားတဲ့တစ်ပင်လိုပဲလောကရန်ကမုံတိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရအေးတောင်ကြီးတွေကြတော့ဒဇက်ကမလှုပ်ရှားမှု မပြုတ်ပဲနဲ့ မုံတိုင်းတွေဘလောက်ပြင်းထန်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်းနေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေကိုတောင်ကြီးလို့ခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာเนาะသူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင်မုံတိုင်းတန်ကိုခံနိုင်အောင်စိတ်ဓာတ်ရဲ့ကြန့်ခိုင်မှုဆိုတာလေ့ကျင့်ပေးရတယ် မုန်တိုင်းရဲ့ထံလောကရံရဲ့သဘာဝကိုတုံလုတ်တယ်ဆိုတာဘာပြောတာအေးစီးပွားရေးဖြစ်ထွန်းလို့ငွေကြေးတနာမြောင်များစွာရပြီဆိုရင်အစဉ်ပြေးတာလူတွေရဲ့စိတ်ဟာဘာဖြစ်လာဘဝင်မြင့်လာကိုကိုဘဝင်မြင့်လာဘဝင်မြင့်လာပြီးတော့ သုံးတယ်ဖြုံးတယ်မော်တယ်ကြွားတယ်အောက်ခြေလွတ်လာတယ်အဲ့ဒါလောကရံမခံနိုင်တာပဲသို့သောလူတုအများစုကအောင်မြင်ကြီးပွားနေရင်လောကရံလို့မထင်ဘူးအောင်မြင်ကြီးပွားနေတဲ့အခါမှာကောင်းစားနေတယ်လို့ပဲထင်တယ်လောကရံလို့မထင်ဘူးစိတ်ထကြံ့ခိုင်မှု မရှိတဲ့ပုဂ္ဂိုလ်ကအောင်မြင်လာပြီဆိုလို့ရှိရင်လက်မထောင်းလာစိတ်သက်တွေဒါအတကြွလာ လက်မတွေထောင်းလာတယ်မောလာတယ်ကြွားလာတယ်ဓာမျိုးတွေလှုပ်လာအဲ့ဒါလို့လှုပ်လာသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းသည့်အတွက်ကြောင့်မဖြစ်တုံဆိုရင်အဲ့ဒီပုံကုမျိုးဟာအောင်မြင်မှုမရတော့ဘူးဆိုတဲ့အလားဘလောကရံနဲ့ခြုံလိုက်ပြီဆိုရင်စိတ်ဓာတ်တွေတခါတည်းကျ depression တွေဝင်လို့ကိုယ့်ကိုယ်ကို suicide လုပ်သွားကြတာတွေအများကြီးပဲ။ ီကနေ့ခက်မှာเนาะမြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာကြရငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအေးပစ္စည်းသင်္ခါရလူသင်္ခါရပဲဆိုတဲ့အတွေ့ကလေးတွေဓမ္မအမြင်ကလေးတွေနဲ့လောကဓာတ်ကိုစัญญံခံထားနိုင်သေးတယ်ဆူဆူဝါးဝါးကြီးထီအောင်ဖြစ်မသွားဘူး တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတချို့ပုဂ္ဂိုလ်တွေကဘဝကိုအဆုံးစီရင်ပြီးတော့မလှမပဖြစ်သွားကြလောကမှာမခံနိုင်ဘူးဆိုလို့ရှိရင်ကြီးပွားလို့ရှိရင်လည်းပျက်စီးတာပဲဆုံးယုံလို့ရှိရင်လည်းပျက်စီးတာပဲဘဝကမလှမပဖြစ်ဘာကြောင့်လို့ဆိုစိတ်ဓာတ်ကြန့်ခိုင်မှုအားနည်းလို့ပဲအဲ့ဒီနေရာမှာစိတ်ဓာတ်ကြန့်ခိုင်အောင်မြတ်စွာဘုရားကဘလို့ဩဝါဒပေးထားလဲဆုံးမထားလဲ ဘုရားဘာသာဝင်သူတော်စင်နေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အမခံထားတဲ့ပုဂ္ဂိုလ်တွေပဲဗုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရတယ်လို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာတုံးလို့သိချာကြည့်မယ်စီပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီပွားတိုးတက်ခြင်းလို့ကိုးကွယ်တာ အဲ့ဒီလိုဇီဝတုတ်တက်ခြင်းလို့ကိုးခွေတာဟာတိတ်ပြီးတော့အစစ်မမြင်မိယိုးခလာကိုးခွေတာမျိုးလည်းမဟုတ်เสียရဘူးဇီဝတုတ်တက်ခြင်းလို့ကိုးခွေတာမျိုးလည်းမဟုတ်เสียရဘူးအနစ်တာရအားဖြင့်ကိုးခွေရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးခွေတာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်း ဖះဟောပြောဆုံးမတဲ့လမ်းအတိုင်းလျှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွန်ချက်အတိုင်းယုံကြည်တယ်မျက်နှိုးတယ်ဆိုတော့စိတ်ထက်နဲ့ကိုးကွယ်တယ်အဲ့ဒါလို့ကိုးကွယ်မှဖះဟိုကိုးကွယ်တယ်ဆိုတော့အဓိပ္ပာယ်ကပို့ပြီးတော့ထည့်ရအောင်အေးမြတ်စွာဘုရားကဟောတယ်လို့ လာဘတို့အလာဘတို့လို့ဆိုတဲ့ပစ္စည်းဥစားရမြင်မှု အောင်မြင်မှုရရှိမှုအောင်မြင်မှုမရရှိမှုဆိုတဲ့အကောင်းအဆိုးလောကနဲ့မျိုးနဲ့ဂျုံတွေ့တဲ့အခါမှာမြတ်စွာဘုရားကဘာမင်းရှိတုံးဘာဆုံးမဩဝါဒပေးတုံးလို့ဆိုလို့ရှိရင်လာဘနဲ့တွေ့ရင်လည်းပဲမောက်မှာတက်ကြွခြင်းမဖြစ်စေနဲ့တဲ့ အလဘဆိုတဲ့အဆိုးလောကရံနဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ထမကြနဲ့စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလေထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလေထာဝရမဟုတ်ဘူး လောကကြီးမှာဘယ်အရာမှတည်မြဲတာ မဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူအောင်အဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောင်မေ့သူဆိုအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါးဖြစ်မသွားတာသိကြလက်ဆော့ဘုရားကိုယ်တိုင်ကိုယ်က လာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်တက်တက်မသွားဘူးသိအားတက်တရောမောက်မှမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့ तू ကတွေးတယ်အေးရတာဆိုတာလည်းအစဉ်ပြေးနေတယ်တခဏပဲရတာအစဉ်မပြေးတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထားတယ်အစဉ်မပြေးတဲ့အခါမှာလည်းအေးအစဉ်မပြေးတဲ့အခါရှိတယ်အစဉ်ပြေးတဲ့အခါလည်းရှိအောင်မှာပဲဆိုရဲဟောဒီအတွေးလေးကစိတ်ကိုတက်တာရရစေတယ် အဲ့ဒီလိုစိတ်ကိုတည်ငြိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိမ့်မှုဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငြိမ်မှုမရတော့ဘူးမရသေးတဲ့အတွက်ကြောင့်အကောင်းလောကရံနဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေ တက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကရန်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ့်ကြပြီး depression ဖြစ်တယ်နောက်ဆုံးမှကိုယ့်ကိုယ်အဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုများများတွေးကြပါ ထို့တူပဲယတအာယတအချမ်းရန်ရှိတဲ့အခါရှိတယ်အာယတအချမ်းရန်မရှိတဲ့အခါရှိအချမ်းရန်ရှိလာပြီဆိုလို့ရှိရင်လည်းလူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရန်တွေအကျော်စောတွေများလာလို့ရှိရင်ဘဝင်မြင့်ပြီးအောက်ခြေလွတ်သွားအချမ်းရန်မရှိဘူးတကူဒီဆိုတဲ့အခါကျတော့လုံးလီဖြစ်ပြီးတော့စိတ်ဓာတ်တွေကျပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရဘူး ကိုကိုကိုဆင်ញင်စဉ်းစားထားအချမ်းရန်ရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူးကိုစိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထုတ်မှန်ကန်တဲ့အတွေ့နဲ့တွေးပြီးတော့ခုခံကာကွယ်ထားထို့တူပဲနေတာပတန်တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာ ကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ်လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှင်တော့ခြေနဲ့တင်ဝမ်းသာတယ်ရှင်ပြအဲ့ဒါဟာစိတ်ဓာတ်ရဲ့မတည်ငြိမ်မှုပဲလောကရန်မုံတိုင်းတာမခံနိုင်လို့လှုပ်ရှားရင်းရင်ရင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်เนาะအဲ့တော့ချီးမွမ်းခံရရင်လည်းဘာလို့อ่ะဟုတ်တယ်သူပြောတဲ့အတိုင်း ငါမှတကယ်ချီးမွားတိုက်တာရှိ appreciate ပေါ့အတိမပြုကဲရဲ့ခံရလို့ရှင်လေအေးဒီကောင်ငါ့ကိုကဲရရမလားလို့ဆိုစိတ်ဆုံးအေးငါကဲရတိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလေအဲ့ဒီနည်းနဲ့ခုက မြတ်စွာဘုရားကဗြဟ္မာဆာလတုံမှာဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်နေမှတ်သားစရာကောင်းတဲ့ဟာတခုလူတယောက်ကကိုယ့်ကို လာပြီးကဲရပြီး ပြစ်တင်ပြီလို့လာပြောလို့ရှိရင်ညက်ဆောင်ပြားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိပဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တရခက်စိတ်လေးကိုပြင်လိုက်ရုံပဲစိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတာလေးကိုအတိမတ်မပြုတ်ဘူးလေအတိမတ်မပြုတ်လက်မခံပဲနေတာ မြတ်စွာဘုရားကတစုံတယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှိရင်ပုံနာကြီးတယောက်ဆဲတော့ငါမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတယောက်ကဖះကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်အตาလေးတုံ့ပြန်မှုမပြုတ်ဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ် မင်းအိမ်မှာမိတ်ဆွေတင်ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးအဲ့မခံဘူးလားလို့ဆိုအဲ့ခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုအဲ့တဲ့ကစားမသွားရင်ဘသူဟာလဲလို့ဆိုဒါအဲ့ခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းမင်းကငါ့ကိုဆဲရေးခြင်းဖြင့်အဲ့ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရေးတာမှန်တယ်ဗျမင်းဟာတွေပဲငါလည်းမဆိုင်ဘူး ဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်သူဟာကိုအတိမတ်ပြုတ်လိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမတ်မပြုတ်ရရောက်တယ်ကိုယ်စီမရောက်တာဘူးပေါ့အတန်ရောက်တာပဲရှိတယ်ကိုယ်စိတ်ကိုလှုပ်ရှားအောင်မလုပ်နဲ့မုံတိုင်းကြီးဘလောက်ပြင်းပြင်းတောင်ကြီးသည်မလှုပ်သလိုပဲတစ်ပိုင်လိုရိမ့်ထိုးပြီးတော့မသွားဘူးကြန့်ခိုင်တဲ့စိတ်ဓာတ် အဲ့ဒီဗြဟ္မာဇလသုံးပါမြတ်စွာဘုရားကဘယ်လိုဟောထားတော့အေးကိုယ်ကလာကဲ့ရဲ့လို့ရှင်စိတ်မဆိုးနဲ့ဘာဖြစ်လို့စိတ်မဆိုးနဲ့ပြောရင်စိတ်ဆိုးနေရင်တွတ်တက်မှုအန္တရာယ်ဟာမဲမှာပဲဖြစ်မယ်တွတ်တက်မှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဒါတွေမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတယ် တဖက်သားပြောတဲ့စကားအကောင်းဆိုးအကြောင်းကျိုးဆိုတာ तू မစဉ်းစားနိုင်တော့စိတ်ဆိုးတာเนาะစိတ်ဆိုးလိုက်တာနဲ့တပြိုင်တည်း तू အကောင်းဆိုးအကြောင်းကျိုးနားမလဲဒီကလေးကကိုယ်ကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရဲ့ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆိုးအကြောင်းကျိုးသိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုတော့ကိုယ့်ရဲ့ဆုံးရှုံးမှုတွေကဒီမှာပဲရှိနေပြီအဲ့ဒါကြောင့်မြတ်စွာဘုရားက တုံမှန်ရေဝတ္တဒေနအန္တရာယောကဲ့ရဲ့လို့ဆင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကို့အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မွနေသည့်အတွက်ကြောင့်အကောင်းဆိုးခွဲခြားနိုင်ဘူးတဲ့အဲ့ဒီကလေးကမှမှရွရွလောက်တော့မယ်ဆိုတဲ့အထိပ္ပယ်ရတယ် နော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမှလားကဲရလာလို့ရှင်ကဲရလာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် respond တော့ငုံခံနေဖို့မပြောကဲရလာမယ်ဆွဆွဲလာမယ်ဆိုလို့ရှင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရပြန်လေးခြေပပြောဆိုရမယ်သို့တော့ ရှင်တဲ့ကဒေါသနဲ့ပြန်မလုံးနဲ့ဒေါသနဲ့ပြန်လုံးရင်သူ့ဟာကိုအတိမတ်ပြုတ်အရောက်သွားတယ်။ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့။ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်။သို့သောတစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါတဲ့အဲ့ဒါ။အဲ့ဒါကြတော့တုံ့ပြန်စရာမလိုဘူး။အဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်။လူအများစုက လက်ခံထားတဲ့ခန္တီဆိုတာက ငုံခန်းနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကို လုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြက်ပြားမသွားအောင်ထိန်းနိုင်မှခန္တီခန္တီဆိုတဲ့စကားလုံးကို grammar ရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟနေဆိုတဲ့ပုဂ္ဂလခမှုဆိုတာစွန့်ရည်တတိပဲ ဘယ်လိုစောင့်ရည်တတ္တိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ထက်ကလေးပင်ကိုယ်စိတ်ထက်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စောင့်ရည်တတ္တိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရရင်မုံမုံနေကြတယ်ဒီပြင်လူတစ်ယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူးရှူးထိုင်နေဖြစ်သွားရင်ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်းနိုင်တာပဲ လောကဓာမုံတိုင်းဟိုကလာတိုက်တာကိုသူတို့မထိနိုင်လို့ရိမ့်ရိုင်သွားတဲ့သဘောပဲเนาะအေးသူဘာပြောပြောဘလို့ပဲဆဲဆဲအပြုံးမပြည့်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ရှင်းစင်ဖို့ပါရမီ7ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာเนาะခန္တီဟာနှုတ်နှဝအတွက်အကျိုးရှိတယ် ဒါကြောင့်မို့ရသော်ဘုရားကဆွဆွဲလာရင်တော့ဖြည့်ရှင်းပါတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြည့်ရှင်းလို့ရတယ်ဆဲရိတ်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့တိခံမှုနဲ့နေရမယ်လို့သူလို့ဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတယ်ရသော်ဘုရားကိုယ်တိုင်ကလည်းဒီလိုတိခံပြီးတော့နေတယ်တိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုဆေးမှုတွေရပ်တန့်ပြီးတော့သွားတယ် နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်တိခံမှုရဲ့စွမ်းအားရသော်ဘုရားကတိခံမှုရဲ့စွမ်းအားနဲ့အမတန်ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုအနိုင်ယူခဲ့ဘူးတယ်အာလဝကကြီးကိုအနိုင်ယူခဲ့တာတိခံတဲ့စိတ်နဲ့အနိုင်ယူခဲ့တာပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တိခံမှုဆိုတာနဲ့အနိုင်ရခဲ့တယ်ပေါ့ဒီကနေ့ခင်မှာလည်းပဲတိခံနေလို့နောက်ဆုံးအနိုင်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိပါ ိတ်ထက်ဆွမ်းအားနောက်ဆုံးမှတိခဏနေသည့်အတွက်ကြောင့်ကိုကရှုံးသွားအောင်အရှုံးမဟုတ်ဘူးအရှုံးဆိုတာဘာကို ပြောတာတုံးလို့မေးမယ်ဆိုရင်ကိုရဲ့တန်တံမှာအကုသိုလ်တွေဖြစ်သွားမှအရှုံးမှာတဲ့သို့သောလူတွေကအကုသိုလ်ဖြစ်သွားတာကိုအရှုံးလို့မထင်ဘူးဘာကိုအရှုံးထင်တော့ဆိုရင်ဂုံကိုထိခိုက်လို့ စော်ကားခံလိုက်ရလို့ဂုံရှုံးသွားတာကိုရှုံးတယ်လို့ထင်တယ်ပစ္စည်းဥစ္စာဆုံးရှုံးသွားမှ ဆုံးရှုံးတယ်လို့ထင်တယ်တစုံတစ်ခုဆုံးရှုံးသွားမှဆုံးရှုံးတယ်လို့ထင်တယ်ကိုယ်စိတ်ဓာတ်ကလေးကောင်းမွန်တဲ့စိတ်ဓာတ်ကလေးဆုံးရှုံးသွားတာကြတော့နှမျောရကောင်းမှမသိဘူးတကယ်အနှစ်သာရကကိုယ်စိတ်ဓာတ်ကလေးဆုံးရှုံးမှုကအနှစ်သာရမဆုံးရှုံးမှုကပိုတာဝန်ရေးကြည့်တယ် ပစ္စည်းဥစ္စာဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးခုံတိတ်ခါတွေဆုံးရှုံးသွားတာအပင်ငရဲမရောက်ဘူးတိခံလိုက်သည့်အတွက်ကြောင့်ဘာကအပင်ငရဲရောက်တော့စင်တုံ့ပြန်ပြီးတော့ဒေါသထွက်လာရင်အဲ့ဒီဒေါသသည်မကောင်းတဲ့ပုံကိုအ ਨੇ ဆုံးတော့အယုတ်ဆိုးအကြည်တန်တဲ့ဘဝကိုပို့ပေးတယ်ဒီကနေ့ခေတ်လူတွေမှာကြည့်လိုက် တချို့မျက်နှာလေးတွေပြုံးရွှင်တဲ့မျက်နှာရှိတယ် တချို့မျက်နှာတွေကပြုံးလို့မရတဲ့မျက်နှာမျိုးကြီးတွေရှိတယ်။ဘာဖြစ်လို့ဟိုဘွားတော့ခဏခဏစိတ်တူခဲ့လို့စိတ်တူနေတဲ့အချိန်မှန်နေကြည့်လိုက်ပေါ့ဘလို့မှမလှဘူးလေစိတ်တူနေတဲ့မျက်နှာအဲ့ဒီမျက်နှာမျိုးကြီးတွေကြီးပဲတော့ရဆက်ပြီးတော့အဲ့ဒါကိုကကိုယ့်အတွက်ဆုံးရှုံးမှုဘဝမှာမလှမပဖြစ်တယ်လို့ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ဗြဟ္မာဇာလာတုတ်တံမှာမြတ်စွာဘုရားကဒီလိုဟောတာထို့တူပဲ ပတန်တာလို့ခေါ်တဲ့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်ဘာလို့ချီးမွမ်းခံရမှုနဲ့ကျုံလာပြီဆိုလို့ရှိရင်လေဝမတာနဲ့ဘဝင်မမြင့်လိုက်နဲ့လို့ပြောရသောအပြင်လူတွေကဝမ်းတာပြီဆိုရင်လောကရန်လို့မထင်ကြဘူးအဲ့ဒါလေလောကရန်ကိုမခံနိုင်လို့စိတ်ရလှုပ်ရှားမှုလို့ခေါ်တယ်ချီးမွမ်းခံရလို့ရှိရင် နဲ့ဝန်တာနေမယ်ဆိုရင်မဆုံးရှုံးနိုင်လို့ဆိုလို့ရှိရင်အဲ့ဒီဝန်တာမှုကြောင့်ဒါလေးတွင်ကျဉ်နှက်နေပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက်အန္တရာယ်ဖြစ်တယ်ဟောဘဝင်မြင့်သွားရင်ဒီတဲ့ပူဆိုးတဲ့အန္တရာယ်တွေရောက်နိုင်တယ်ပေါ့ဝန်တာလုံးအာချီနေတဲ့ပုဂ္ဂိုလ်တယောက်အသိဉာဏ်မှာတုံသွားနိုင်တယ်ဒါကြောင့်ဝန်တာမနေနဲ့ဘာလို့อ่ะ appreciate လောက်ရမယ် ေး तू ပြောတာမှန်တယ် तू ချီးမွမ်းတဲ့အတိုင်းဟုတ်တယ်ဒီလိုပဲ appreciate လုပ်ပါဒါလောကရန်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောတဲ့ဒေသနာတွေလက်တွေ့ကျင့်သုံးရမယ်ဟာဘုရားတရားတော်ကဆေးဝါးလို့ပဲယောဂပြောင်းချင်ဆေးဝါးတောက်ရတယ်လို့ပဲတရားဓမ္မကိုအတိုင်းဒီဘဝမှာလှပခြင်းလို့ရှိရင်တော့ဖျားရဲ့ဆုံးမဩဝါဒအတိုင်းတကယ်လက်တွေ့ကျင့်သုံးဖို့ ျင့်လို့မရတဲ့တရားဆိုတာမရှိဘူးလက်တွေ့ကျင့်သုံးပြီးကိုယ်စိတ်လေးကိုကိုယ်ခိုင်မာအောင်ကြိုးစားအားထုတ်ဖို့ဒါကိုပြောဒုက္ခဒုက္ခလေလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်မပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဖို့ စိတ်သက်သာရာရတဲ့နီလန်းနေနဲ့တွေးရမယ်မြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်မှာ depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုး မရှိဘူးတဲ့ခုခံနိုင်တယ် အေချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချေလွတ်တတ်တယ်။အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှုမရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်။ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံ ဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြီးပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေအတဏ္ဍီတည်းပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာเนาะ